ကဲကောင်းပြီဒီစိတ်ကလေးဒီစိတ်ကလေးဟာဖြူစင်ဝင်လက်နေတယ်လို့မြတ်စွာဘုရားကဟောတယ်ဘယ်စိတ်ကိုယဉ်ညွတ်တာလဲဆိုတဲ့အခါမှာအထက်ကရာတွေကရှင်းပြတယ်ဘဝင်စိတ်ကိုယဉ်ညွတ်တာဘဝင်လို့ဆိုတာနဲ့လူတွေပြောတဲ့စကားနဲ့တွားပြီးမရောစေနဲ့နော်အနှိမ့်ဆရာကလည်းပဲဟဲ့ဘဝင်ဘူးထုံအောင်မဲ့လှုပ်သေးတာပဲနော်အရာတည်းမှလည်းပြောတယ်ငါဘဝင်မကြဘူးဆိုတဲ့လူကလည်းပြောသေးတာပဲ အဲ့ဒီဘဝနေနဲ့မဆိုင်ဘူးနော်အဲ့ဒီဘဝနေကိုဖက်ထုတ်ထားလားဆိုလိုတဲ့ဘဝင်စိတ်ဆိုတာကိုပထမနားလေအောင်ကြိုးစားဘဝင်စိတ်ဆိုတာလူဟာလူဘဝကိုရောက်လာတဲ့အချိန်မှာမိခင်ဝမ်းထဲမှာပထမဆုံးတရေတီတဲ့စိတ်ကိုပရိသေရေစိတ်လို့ခေါ်တယ်နော်ခုဘဝကတည်တဲ့စိတ်ကိုသုတိစိတ်တည်လိုက်တာနဲ့တကြိမ်နဲ့ဒီဘဝမှာပြန်ပြီးဖြစ်ပေါ်လာတာ ရိသရိသုတိနဲ့ပရိသရိနော်သုတိနဲ့ပရိသန္တိဒီကြားထဲမှာဘာမှမချဘူးဒါကြောင့်မို့အနန္တရပစ္စယောလို့ပြောတာဘဝကြီးချသွားပြီမဲ့လို့တရားမချတာဟုတ်ပြောတာသိပြီးတာနဲ့တပြိုင်နဲ့တပြက်ပြန်မွေးတယ်ပရိသရိစိတ်စဆခြင်းစိတ်ကလေးကိုပရိသန္တိစိတ်လို့ခေါ်တယ်အဲ့ဒီပရိသရိစိတ်ကနေပြီးတော့နောက်ပိုင်းကိုပရိသရိစိတ်နဲ့အလားတူတာတွေဖြစ်တာကိုဘဝင်စိတ်တွေလို့ခေါ်တယ် နောက်ဆုံးစိတ်ကိုသုသုတိစိတ်လို့ခေါ်တယ်။ဒါဘဝတစ်ခုအသက်80နေသွားလဲပဲပဋိသေစိတ်ဘဝင်စိတ်သုတိစိတ်ဒီသုံးခုပဲ။သူကပြောင်းလို့မရဘူး။ဒါဒါကိုဘဝတစ်ခုလို့သတ်မှတ်တယ်။ပဋိသေစိတ်ရယ်သုတိစိတ်ရယ်ဒီနှစ်ခုလုံးဝတူတယ်။အဲ့ဒီနှစ်ခုရှားမှဖြစ်တဲ့ဘဝင်စိတ်ကလည်းလုံးဝတူတယ်။ဒါအပြောင်းလဲလို့လို့မရဘူး။ဘဝတစ်ခုလို့ဆိုတာဒါနဲ့သတ်မှတ်တာ။နော်။နံပါတ်1ကို ဆိုပါတော့ဟိုတတန်းဆိုပါတော့စိတ်အစဉ်တတန်းရှိတယ်လို့ပြောမယ်ဆိုလို့ရှင်နံပါတ်1ကိုပရိသတ်တွေခေါ်လိုက်တယ်နောက်ဆုံးတတန်းပြည်တာကိုသုတိလို့ခေါ်တယ်ကလေးစัจ जा ကိုဘဝင်လို့ခေါ်တယ်အဲ့ဒီစိတ်တွေကဘယ်အာယုံနဲ့သွားနေတာတုံးဆိုပစ္စုပန်အခု မျက်စိတို့နားတို့နှာခေါင်းတို့လျှာတို့ကိုယ်တို့စိတ်ကူးတွေကနေယူပေးတဲ့အာယုံတစ်ခုမှမပါဘူး သူတို့ကခိုးဘဝမသေးခင်ကနေပြီးတော့အာယုံပြုတ်လိုက်တဲ့ကံကမ္မနမိတ်ဂတိနမိတ်ဆိုတဲ့အာယုံသုံးမျိုးအလွဲလို့ဘာမှအာယုံမပြုတ်ဘူးသူကအဲ့ဒါကိုစတင်ဘူးတဲ့ပုံကိုနေကြတော့နားလဲနော်နားမလဲလို့ရှိရင်တော်ကြကြတော့ဟိုအတဏ္ဍာနဲ့ဖမ်းပြီးတော့ပြောလို့ရှိရင်မမယွင်းနေဖြစ်တယ်လို့ဒါမှမရှင်းပြတာနော်ပြောတဲ့လူတွေလည်းရှိနေတယ်ပေါ့အဲ့တော့ပဋိတရေ ပဋိတရေကိုဘာလို့ပဋိတန်နေလို့ခေါ်တာတုံးဆိုပဋိဆိုတာတဖန်တန်နည်းဆိုတာဆက်တာဘဝတစ်ခုဆက်ဆက်ပြီးတော့ပြတ်မသွားအောင်ပြန်ဆက်တာပေါ့ဒါမို့ relinking consciousness လို့အင်္ဂလိပ်လိုပြန် relink ပြန်ဆက်လိုက်တာဒါမို့နံပါတ်1ကိုပဋိတရေလို့ခေါ်တာဒုတိယအချိန်ကျတော့သူ့ကိုပဋိတရေမခေါ်တော့ဘူးဘာလို့တော့ဆိုသူ့လုပ်ငန်းပြီးသွားတယ်အတိတ်ဘဝနဲ့ပြန်ဆက်တာဒီတစ်ခုကပဲဆက်လိုက်လို့ပြီးသွားပြီဆက်မိသွားတယ်အဲ့တော့ now ဒုတိယကနေစပြီးတော့ဒီစိတ်မျိုးထပ်ဖြစ်လို့ရှင်ဘဝင်ကားတဲ့ဘဝဆက်လက်ဖြစ်ပေါ်နေခြင်းအကြောင်းတရားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ဘဝင်ကားလို့ပြောတာနော်ဘဝအင်ကအဲဒီလိုဆိုပြတ်သွားမှလေစိတ်ဆင်ရဘယ်တော့မှမပြတ်ဘူးဘဝင်ကားလို့ခေါ်လိုက်တယ်နောက်ဆုံးဘဝတစ်ခုဆုံးလို့အဆုံးသတ်ဖြစ်တဲ့စိတ်ကြတော့သုတိလို့ခေါ်တယ်အဲ့ဒီဒီ၃ခုဟာ ပြောမယ်ဆိုလို့ရှိရင်လူတွေမှာစိတ်အစဉ်ကို line နှစ် line သတ်မှတ်ထားတာအဲ့ဒါကို blue line လို့အပြာ line ငြိမ်သက်နေတာဘာမှမသိဘူးအဲ့တော့ဘဝင်တွေကဘယ်အချိန်မှာအများဆုံးအဖြစ်ဖြစ်တတ်တုံးဆိုအိပ်ပျော်နေတဲ့အချိန်မှာဖြစ်အိပ်ပျော်နေတဲ့ဖြစ်တဲ့စိတ်ကဲလူတွေကအိပ်နေလို့ရှိရင်မျက်စိကမြင်ရလားနားကရောကြားရလားကျောင်းမြင်နေမြင်ကြလဲဒါပေမဲ့နားမရှိလို့လားမျက်စိမရှိလို့လားစိတ်ရောမရှိဘူးလား ဒါပေမဲ့ဘဝင်စိတ်ကမမြင်ဘူးဆိုတာမသေးကြဘူးလားမျက်စိရှိလေသူမြင်ရင်မှမြင်မှာပေါ့အဲ့ဒါအိတ်နေတဲ့အချိန်မှာဖြစ်တဲ့ဟာအဲ့တော့ blue line ဆိုတာပရိသေရဲ့ဘဝင်ရဲ့ສຸတိဒီသုံးခုအဲ့တော့ပရိသေနဲ့ສຸတိဆိုတာအစနဲ့အဆုံးလေးကိုခေါ်တာတင့်နဲ့နောက်ဆုံးဟာကိုခေါ်တာနော်အဲ့သူကဘာမှလုပ်လို့မရဘဝတစ်ခုစလိုက်တာနဲ့ဘဝတစ်ခုအဆုံးသတ်ရှားထဲမှာဘာတွေရှိတယ်ဆိုဘဝင်နေရှိအဲ့ဒီဘဝင်စိတ်ကိုမြတ်စွာဘုရားက ပင်ကိုယ်ကဖြူစင်းနေတဲ့စိတ်တွေလို့သူတို့ပြောတာဘာမှမရောဘူးဒါ blue line ကို white line လို့ပြောကြတယ်ပြောပေါ့ဖြူစင်းနေတဲ့စိတ်တွေအဲ့ဒီစိတ်တွေဟာဖြူစင်းနေတယ်ကဲကောင်းပြီမျက်စိကဘုန်းကြီးတွေတွေလူဝါရောက်လာတဲ့အခါမှာမျက်စိကအဆင့်အာယုံတွေကိုမြင်လိုက်ပြီဟုတ်ကဲ့လားမျက်စိကနေမြင်လိုက်တဲ့အခါကျတော့အဲ့ဒီအဆင့်အာလုံတွေကမျက်စိနဲ့ဆက်ပင်မိလား မျက်စိနဲ့ဆက်တယ်မိတော့အိုင်းဒိုးလို့ဆိုတဲ့မျက်စိတကားကနေပြီးအဲ့ဒီအဆင်းအာယုံလေးကရိတ်ခနဲ့ထင်းလာတဲ့အခါမှာမြင်သိစိတ်ဆိုပေါ်လာအဲ့ဒီမြင်သိစိတ်ကဘယ်ကနေပေါ်လာတာလဲတဏှစိတ်တွေဘယ်ကပေါ်တာလို့ဆိုဒီမျက်စိလေးကမျက်လုံးပေါ်မှာအဲ့အရက်စကားနဲ့ပဲပြောတာပေါ့ပြင်မဲ့ကမြင်စရာအာယုံလေးကမျက်လုံးမှာလာထင်းတယ်ဒါကစက္ခုတ္တဝါရအိုင်းဒိုးမျက်စိတကားကိုလာထင်းတယ်လို့ခေါ်တယ်မျက်စိတကားကိုလာခောက်တယ်လို့ပြောလိုက်တာ ဲ့ဒါလို့လာခေါက်လိုက်တဲ့အချိန်မှာပဲခொနာကဘဝင်ဆိုတဲ့ process ကြီးကလည်းတွားနေတာသူကသူ blue line ကြီးရှိနေတယ်။အဲ့ဒီ blue line ကိုလည်းလာရိုက်ခတ်တယ်။နော်မျက်လုံးနဲ့လားထင်တာမဟုတ်ဘူးခொနာကဘဝင်ကိုလည်းတွားခတ်လိုက်တယ်သူကဘဝင်ကိုမိုင်းတိုးလို့ခေါ်တယ်။နော်စိတ်တကားမျက်စိတ်တကားစိတ်တကားနားတကားစိတ်တကားနှာခေါင်းတကားစိတ်တကားလျှာတကားစိတ်တကားကိုယ်တကားစိတ်တကား နော်အဲ့ဒီမျက်စိနာနာလျာကိုယ်တွေမပါလို့ချင်းစိတ်တကားတတ်တတ်တွေးတာတွေကြံတာတွေကြတော့စိတ်တကားတတ်တတ်သို့တော့မျက်စိကမြင်တဲ့နေရာမှာဘာဘာလာတော့ဆိုမျက်စိတကားနဲ့စိတ်တကားနှစ်ခုလာမယ်သူကနော်မျက်စိတကားနဲ့စိတ်တကားနားတကားနဲ့စိတ်တကားနှာခေါင်းတကားနဲ့စိတ်တကားလျာတကားနဲ့စိတ်တကားကိုယ်တကားနဲ့စိတ်တကား ဟောလာထီးတဲ့အာယုန်တွေကရူပါယုန်တတယုန်ကန္နာယုန်ရတယုန်ဖောဒဘာယုန်နော်အစင်အတန်အနတ်အရာတာသူ့ဆိုင်ရဆိုင်ရဓာရတွေမှာလာထီးတော့အဲ့ဓာတွေမပါဘဲနဲ့တက်တက်စိတ်ကူးတာကြတော့စိတ်တကားတက်တက်တခုထဲနဲ့သွားတယ်အဲ့တော့တကား6ပေါက်ရှိတယ်ဆိုတာဟုတ်အိမ်မှတ်တာအဲ့တော့ကြည့်လေစိတ်တကားဆိုတာဘယ်သူ့ကိုခေါ်တာတော့ဆိုဒီအမြဲတမ်း process နေနေနဲ့အချိန်နဲ့သူ့ဘာသူသွားနေတယ်ဘဝင်စိတ်တွေကိုခေါ်တာပါ အဲ့တော့ပြင်မကမြင်စရာဆိုပါစို့ပန်းပွင့်လေးကိုမျက်စိကမြင်လိုက်တယ်ပန်းပွင့်လေးကတော်တော်လှတဲ့ပန်းပွင့်လေးတစ်ခုမျက်စိကမြင်လိုက်မျက်လုံးထဲမှာလားထင်တယ်ဘဝင်ကိုလည်းတွားရိုက်ခတ်လိုက်တယ်ရိုက်ခတ်တဲ့အသည့်အတွက်ကြောင့်မြင်သိစိတ်ကလေးပေါ်လာတယ်အနုဝဆိုစိတ်မပေါ်တိုင်ဘူးဒါဖြင့်မြင်သိစိတ်လေးကဘယ်ကနေပြီးတော့ပေါက်ဖွားလာတာလဲလို့မေးလို့ရှိရင်ခုနကဘဝင်ချုပ်သွားမှသူကပေါက်ဖွားလာတာဖြစ်တယ် ဘဝင်မရှိဘူးဆိုရင်မြင်သီးစိတ်ပေါက်ဆရာမလို့ဘဝင်ဆိုတဲ့ line ကိုဟိုရင်ကြက်တောက်ကောင်းလုတ်ပြီးမှသူကစိတ်ပေါ်လာလို့ရအဲ့ဒါကိုဒီ red line လို့ပြောခြင်းပြောပေါ့ဝီထီစိတ်နဲ့ဘဝင်စိတ်နော်ဝီထီနဲ့ဝီထီမုတ်ဆိုပြီးတော့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒါတွေကရှင်းပါတယ်အဘိဓမ္မာမသင်တဲ့ပုဂ္ဂိုလ်တွေနားလဲအောင်လို့မသင်တဲ့ပုဂ္ဂိုလ်နားလဲအောင်လို့ပြောပြနော် ဘဝင်ကိုသွားထိလိုက်တာနဲ့တပြိုင်နက်အဲ့ဒီဘဝင်စိတ်ရဲ့အစဉ်ဟာပြတ်တောက်သွားပြီးတော့ခဏကအစဉ်အာယုံကိုယူနိုင်တဲ့စိတ်လေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်ဒီလိုဆိုလို့ရတယ်နော်အဲ့တော့ဘဝင်စိတ်ဆိုတဲ့အခြေခံမရှိဘဲနဲ့မြင့်သိစိတ်ဆိုတာလည်းမလာဘူးဈာတိစိတ်ဆိုတာလည်းမလာဘူးနန္တိစိတ်ဆိုတာလည်းမလာဘူးဘဝင်စိတ်ကနေပြီးတော့တဆင့်တက်လာတာရှိခဲ့ကုန်တယ် ဘဝင်စိတ်ကအဲ့ဒီအချိန်မှာဘဝင်စိတ်နဲ့သူတို့ပြိုင်လူဖြစ်တယ်လားဆိုပြိုင်လူဖြစ်လို့မရဘူးဘဝင်စိတ်ရဲ့အာယုံကတခြားမြင်သိစိတ်ရဲ့အာယုံကတခြားအဲ့တော့ဒီ line နဲ့ line ဟာအမြဲတမ်းသွားနေသလားလို့ဆိုသွားလို့မရဘူး red line ဝင်လာတာနဲ့ blue line ပြတ်ဒီလိုဆက်လို့တယ်နော် red line ဝင်လာရင် blue line ပြတ်ရမယ်တစ် line ပဲရှိအောင်စိတ်ဆိုတာနှစ် line မရှိဘူးဒီအဓိပ္ပာယ်ကိုဆက်လို့တယ်နော်အဲ့တော့ကြည့်လေဘဝင်က တမန်အပြင်ဖြူစင်းနေတဲ့အခြေအနေတစ်ခုဟာဝင်လာလိုက်တဲ့အာယုံပေါ်မှာမူတည်ပြီးတော့စိတ်အစဉ်ဖြစ်စဉ်လေးတစ်ခုပြောမယ်ဆိုလို့ရှိရင်မျက်စိဒီပန်းမွင့်လေးကမျက်လုံးကိုလာပြီးတော့ရိုက်ခတ်တဲ့အခါမှာမျက်လုံးရဲ့ဘဝင်စိတ်ရဲ့ဒီနှစ်ခုလာပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာဘာဘာဖြစ်သွားတော့ဆိုတော့အဲ့ဒီဘဝင်လေးကပြတ်ထောက်သွားတယ်တိုက်လိုက်တဲ့အချိန်ကြောင့်ပြတ်ထွက်သွားတယ် တရားစစ်မီးလိုင်းပြတ်တယ်လို့ပဲပြတ်သွားတယ်နော်ပြတ်သွားပြီနောက်တစ်ခုဘာပေါ်လာတော့ဆိုအဲ့ဒီလာပြီးတော့တိုက်တဲ့ပန်းပွင့်လေးကိုဘာပါလဲဆိုလာတိုက်တဲ့ပန်းပွင့်လေးကိုတကားဖွင့်ပေးလိုက်တာဘာပါလဲဆိုတဲ့တွေးတဲ့စိတ်ကလေးပေါ်လာအဲ့ဒါကိုပင်စတာရဝိဇန်စိတ်လို့ခေါ်တယ်အဝိဇန်စိတ်လို့ခေါ်တယ်သူကတကားဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တဲ့အခါကျတော့မှစက္ကုဝိညာဉ်စိတ်လို့ဆိုတာတွေကမြင်လား မြင်လိုက်တဲ့အာယုံလေးပုံမှာလက်ခံပြီးတော့စဉ်းစားတာကတမရိဆိုင်စိတ်နော်အဲ့ဒီပုံမှာစဉ်းစားလိုက်တဲ့ပုံမှာစဉ်းစားတဲ့ဆိုရင်တဘာဝဖြစ်စဉ်တစ်ခုကိုပြောတာနော်သူကစဉ်းစားနေတာမဟုတ်ဘူးဖြစ်စဉ်လေးတစ်ခုကဒီပုံစံနဲ့သွားတယ်ပေါ့လက်ခံလိုက်တဲ့စိတ်နောက်တစ်ခါစုံစမ်းတဲ့စိတ်ကတန်လေရဏစိတ်အကောင်းဆုံးဆုံးဖြတ်လိုက်တဲ့စိတ်ကဝုံထောစိတ်ဆိုပြီးတော့ထပ်လက်ခံပြီးတဲ့အခါကျတော့မှဇောစိတ်ဆိုတာလား အဲ့ဒီဇောစိတ်ရောက်တဲ့အခါကျတော့မှလောဘဖြစ်ရင်လည်းအဲ့ဒီမှာလောဘဖြစ်မယ်လောဘမဖြစ်ဘူးဒေါသဖြစ်မယ်ဆိုရင်လည်းအဲ့ဒီမှာပဲဖြစ်တယ်ဒီလိုပြောတာဇောစိတ်တွေမှာတွားပြီးတော့ဇောစိတ်တွေတာသူကအကောင်းလို့ရတယ်ဒီရှေ့ပိုင်းကစိတ်တွေကအကောင်းဆိုပြောလို့မရဘူးသူတို့ကဒီ automatic အတိတ်ကံကြောင့်ဖြစ်ပေါ်နေတဲ့အကျိုးဆက်တွေကြီးပဲအကောင်းဆုံးနော် မနောရတာဝေဇန်နဲ့ပဇတ်တာဝေဇန်စိတ်နှစ်ခုကတော့ကရိယာစိတ်လို့ခေါ်တယ်။ကံရဲ့အကျိုးမဟုတ်ဘူး။သကုဝိညာဉ်တံပတိဆိုင်တဏိရဏဆိုတဲ့စိတ်တွေကအကျိုးတရားတွေ။ကံရဲ့အကျိုးတရားတွေ။နောက်ဇောဖြစ်လာပြီဆိုတဲ့အခါမှာဒီအာယုလေးပေါ်မှာသူကခံစားလာတယ်။ကောင်းရင်လောဘဖြစ်လိုက်တယ်မကောင်းရင်ဒေါသဖြစ်လိုက်တယ်ဆိုတာလေးလာတယ်။အဲ့ဒီလောဘဒေါသဖြစ်လာပြီဆိုတဲ့အခါမှာစိတ်ကလေးဟာနာမည်ပြက်သွားတယ်။ ညနာနဲ့ဆိုတာနမပြက်သွားတာပြောဘယ်သူနမပြက်တော့ဘဝင်စိတ်နမပြက်ဖြူစင်းနေတဲ့ဘဝင်စိတ်လေးဟာနောက်မှရောက်လာတဲ့သောစိတ်တွေကြောင့်နမပြက်ရတယ်လို့ဒီလိုပြောမှာပေါ့အကုသိုလ်သောစိတ်တွေကြောင့်နမပြက်ရတယ်လို့ဒီလိုပြောတာဟုတ်တယ်လေဒါပြင်မဆိုင်တဲ့လူကဘာလို့နမပြက်တာတုံးဆိုရင်အရတဲ့လည်းပြောရမို့လားသာသမိမကောင်းမိဘကောင်းသာသမိမကောင်းလို့ရှိရင်ဘု து လာပြီးတော့နမပြက်တော့ အမေဖေးလာနာမည်ပြတဲ့ဟဲ့မိမဆုံးမဖာမဆုံးမကောင်းနေနေဆိုပြီးတော့အမေသွားပြီးတော့ဒုက္ခရောက်အဖေးသွားပြီးဒုက္ခရောက်နာမည်ပဲပြက်ဘူးလားအခုလဲဇောစိတ်ကလောဘဒေါသတွေဖြစ်လာတယ်ဆိုရင်ဟဲ့မကောင်းတဲ့စိတ်ဆိုပြီးတော့ဘဝင်စိတ်ပါရောကြောပြီးတော့ပြစ်ကတင်ခါဟောတပည့်တွေမကောင်းရင်လည်းပဲတပည့်မကောင်းဆရာကောင်းဆိုဘယ်ကြောင့်တွေ့တုံမေးတာနော်တချို့ကလည်းမကောင်းဘူးဆိုဘယ်ကြောင့်တွေ့တုံဘယ်ဖုန်းကြီးကြောင်းကတော့ဘယ်ဖုန်းကြီးတပည့်တုံဘယ်ဆရာတော့တပည့်တုံနဲ့ဆိုလာတာနော် ။တခါတလေကျတော့လေအေးအဲ့လိုကြီးလည်းမပြောကြနဲ့လို့မင်းတို့ဒေဝရကဘယ်ကြောင်းအတွက်တုံလို့ဆိုတဲ့ဒေဝရကိုလည်းမေးအောင်လို့ဘယ်ကြောင်းအတွက်တုံဆိုဇေရဝံကြောင်းအတွက်ကြီးပဲသူလည်းဟုတ်လား။ကြောင်းနဲ့ဆိုင်မဆိုင်မဲသူကသူဆိုးတာလေ။အဲ့လိုဆိုဘုရားကောင်းတော်ရောက်နေမှတကြ။ဒေဝရဆိုးတာဘုရားကြောင်းလို့ဖြစ်နေဦးမှတော့ကြ။အကောင်လုံးတော့ပြောလို့မရဘူး။ကျလား။အဲ့ဒီသဘောကိုအခုခေါ်တာမြတ်စွာဘုရားကအခိုက်အတန့်ဖြစ်လာတဲ့ ခိတ္တာတွေကြောင့်ဒီဘဝစိတ်လေးပါနာမည်ပြတ်သွားတယ်တကယ်တော့ဘဝစိတ်ကိုဘာမှလာထိတာတော့မဟုတ်ဘူးသို့တော့မိဘတွေကသူ့ဟာသူ့တဘာဝနေတာဟုတ်သာသမီမကောင်းတဲ့နဲ့မိဘနာမည်ပြတ်ရတယ်ဟောဖြစ်ဘူးလားဒီလိုပဲကုမ္ပဏီတွေကလူတယောက်နာမည်မကောင်းလို့ရှင်လေအကုန်နာမည်ပြတ်တာပဲလေဘယ်ကုမ္ပဏီကဆိုပြီးတော့တုတ်ထားတော့တယောက်ပဲနေမှာပါအဲ့တော့နာမည်ပြတ်တယ်လို့ပဲပေါ့ ိုသားသမီးမကောင်းရင်မိဘကောင်းဆရာမကောင်းတပည့်မကောင်းဆရာကောင်းဆိုတာဓာမျိုးတွေလာတာကိုအဲ့ဒီအသေးသေးကိုမြတ်စွာဘုရားဟောတာတဲ့အဲ့တော့စောင့်စည်းခြင်းနဲ့မစောင့်စည်းခြင်းဖြူစီအောင်လှုပ်ခြင်းမလှုပ်ခြင်းဆိုတာဇောအခိုက်မှာဖြစ်လာတဲ့လောဘဒေါသမောဟဓာတ်တွေကိုဖြူစီအောင်လုပ်ရမယ်လို့ဒီလိုဆုလို့တာ